ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါကျွန်တော်တို့ reality check ပေါ့နော်ဒါကျွန်တော်တို့ဒါတစ်ခုလောက်ကျွန်တော်ခင်ဗျားတို့ဆွေးနွေးခြင်းအခုလက်ရှိမှာဒါကျွန်တော်တို့ Twitter မှာနေမဟုတ်ပဲဒါလက်ရှိမှာဒါဘောလုံးကစားသမားထောင်းတော်တော်များများလေးအဓိကဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ပြောနေတာတွေ့ရတယ်ဒါလူကေမှာတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဒါဆွေးနွေးမှုတွေနည်းတယ်ပေါ့နော်ဒါပေမဲ့ဒါကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့အတွေ့အကြုံကျွန်တော်ချပြခြင်းတာပေါ့နော်အဲ့တော့ လက်ရှိမှာဒါကြောင့် narrative တစ်ခုသွားနေတယ်။သွားနေတာက legacy မှာဒါ United ကိုစပါအသင်းကလက်ရှိမှာ Europa League Final ကိုဒါကန်ကောင်းလို့ရောက်လာတာဖြစ်ပြီးတော့သူတို့အနေနဲ့လက်ရှိမှာ Champion League ဝင်ခွင့်ကမရသင့်တဲ့အသင်းတွေဖြစ်တဲ့ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ခဏခဏကြားရတယ်မှာပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော်တို့ အာဆင်ဝင်ကကိုယ်နဲ့လည်းပြောခဲ့တဲ့ရှိတာ PUS ဆိုအုပ်စုတွေရှိခုလက်ရှိမှာဒါရင်ဘန်တို့အုပ်စုတော့အဘုံလန်ဟောတို့အုပ်စုတော့တောက်ရှောက်ကိုကျွန်တော်ကအခုဒီနှစ်မှာမှဒီကိစ္စနဲ့ပတ်သက်ပြီး narrative အရာတော်တော်လေးကိုပြောစရာရှိလာခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့မှကျွန်တော်အနေနဲ့ကျွန်တော်ကတော့ကျွန်တော်အတင်ကိုကျွန်တော်ကာကွယ်မဲ့ပုံစံမျိုးတွင်ဒါကျွန်တော်တခြားသောပုံစံမျိုးကျွန်တော်ပြောချင်တဲ့နေရာမှာပါတယ်အဲ့တော့လရှိမှာ Tottenham Hotspur တင်ကော Manchester United ဒီနော်ကို Europa League ဒါ final ကိုကံကောင်းလို့ရောက်လာတဲ့ဆိုတဲ့စကားကအင်မတန်မှဆက်စုပ်ရွှေရှာပွဲအကောင်းဆုံးစကားလုံးတစ်ခုဖြစ်တယ် ကျွန်တော်ဒါ narrative ပေါ့နော်ဒါလက်ရှိမှာခင်ဗျားကျွန်တော်ပြပြမယ် United တို့ဒါကျွန်တော်ပြပြမယ် United အသင်းနေနဲ့ Lion ကိုအိမ်ဝင်းကိုအဝင်းကိုခဲကခဲစစ်ခံခဲ့ရတယ်ဒါ Frankfurt ကိုလို့ဆိုရင် Frankfurt ကို Athletic Bilbao ကိုနှစ်ကြော့လုံးဂိုးပြန်နိုင်ခဲ့တယ် United အသင်းနဲ့ဒီအသင်းအနေနဲ့ဒီခြေစွမ်းရဒီ level တစ်ခုတက်လာတဲ့အချိန်မှာဘာကံကောင်းမှုမှကိုအဓိက rely လုပ်ပြီးတက်လာတာမဟုတ်ဘူး ပြောချင်တဲ့အဖြစ်ကရှင်းရှင်းလေးဒါကိုကျွန်တော်ဒီ sense ကိုကျွန်တော်တို့အရန်နားလဲဖို့ရည်ကြီးတယ်ပြောချင်တာပြဥမာဆို maybe ပေါ့နော်ဒါကျွန်တော်ဥမာ super cap လို့ပုံစံမျိုးဒါတပွဲတဲ့ can be တပွဲတဲ့ရလက်တစ်ခုထွက်သွားတယ်ဒီပွဲကို can ကောင်းသွားတယ်ဆိုတဲ့စကားတခုခင်ဗျာအများကြီးပြောလို့ရတယ်ဒါပေမဲ့လက်ရှိမှာဒီနှစ်သင်းလုံးက final တက်လာတဲ့ခြေစွမ်းကို narrative ကြီးပြောရဟာဒီနှစ်သင်းလုံးကလက်ရှိ okay အခုလက်ရှိပူပူလောလောဗျာဒါပုံလင်းဆုံးပြောမယ် ပူပူလို့ United ကဝက်ဆန်ကိုတကျွန်တော်ပြည်တွင်းမှာ2-0နဲ့ရှုံးနေစပါးက Crystal Palace ကို2-0နဲ့ရှုံးနေဒီနေ့မှာ United ကိစ္စကိုကျွန်တော်မပြောလို့ပဲ Crystal Spa က Crystal Palace ကိုရှုံးနေတယ်မှာကျွန်တော်ဒါကိုယ့်အသင်းကိုကိုယ်တောင်းတအောင်ကောက်ွယ်ပေးတဲ့လူမဟုတ်ဘူးဆိုတော့အကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်ဒါကြောင့်မို့ကျွန်တော်ဒါပုံမှန်လေးလေးပဲခင်ဗျားတို့ပြောပြမယ် ကျွန်တော်နေကျွန်တော်ဒီသင်ကိုကျွန်တော်ကာကွယ်မှာမဟုတ်ဘူးကျွန်တော်အသင်ကိုကျွန်တော်နှစ်ပြားမတန်မှုကျိုးမြကျိုးပြောလို့ရတယ်ပြောတဲ့တည်းမှာကျွန်တော်ထိတ်ဆုံးကပါလိမ့်မယ်ဒါပေမဲ့လက်ရှိမှာစပါတင်ဟာတဲ့မှာဒီအသင်ကဂျီဇန်ခရစ်စတယ်ပေးလစ်လို့အသင်မျိုးကိုတော့ရှုံးနေဒါကခုနဒီလိုအသင်မျိုးကချန်ပီယံလိဂ်ကိုလာမယ်ဆိုရင်ဖြစ်တင်လာဆိုတဲ့မေကွန်စပါတင်နဲ့လွန်ခဲ့တဲ့3လလောက်ခရဲစပြီးလိဂ်ကိုဒါပြပပြရင်းလိဂ်ကိုလုံးဝစိတ်မဝင်စားတော့ဘယ်နဲ့တို့အနေနဲ့ဖြစ်ချင်တာဖြစ်အဓိကအပြရှင်းနေတယ် အောက်ကအစ်ဆွေ့တောင်တန်းဆင်းသွားပြီလို့100%တေချာသွားပြီခရီးကစပါတင်ကလက်ရှိမှာပြည်တွင်းလီကိုလုံးဝမ try တော့ဘူးအဲ့တော့ဒီရလက်ကြီးကိုပြပြီဗျာချန်ပီယံတာမှာဒီအုပ်စုကချန်အဲ့တော့ဒါဆိုခင်ဗျားတို့ပြပြကျွန်တော်ပြပြမယ်လက်ရှိမှာ United ကိုစပါတိုးရဲ့ Europa League ရလက်တွေကိုဘာလို့မပြဥမာဒါ example ပြောအောင် Europa League မှာဒါကျွန်တော်တို့လက်ရှိ Manchester United အသင်းကရှုံးဝဲမရှိဒါစိုင်းငင်းတစ်ခုနဲ့အတူလက်ရှိအကိဒါ Europa League ဖလာရခဲ့မယ်ဆိုရင်ဒါ Europa League မှာလုံးဝရှုံးဝဲမရှိဒါကျွန်တော်တို့စိုင်းငင်းတစ်ခုနဲ့ Europa League ဖလာကိုယူသွားမယ်အဲ့တော့ Europa League ကိုကျွန်တော်တို့ရွှေအောင်ပြောင်းအောင်အဲ့လိုကြရင်ကျွန်တော်ပြောရအောင် အဲ့တော့ပြောချင်တာဗျာဒီလားဒီအသင်းနှစ်သင်းနေအခုလက်ရှိမှာ United တော့မသိမဲဒါ Spurs အသင်းကြောင့်ကျွန်တော်ပြောမယ် Spurs အသင်းမှာအခုလက်ရှိမှာနှစ်သင်းစာလူမရှိဘူး Europa League ကိုအားဆိုင်တဲ့အချိန်မှာပြည်တွင်းလီဆောက်ရဲအားနေသွားတယ်အဲ့တော့ Okay ကျွန်တော်ပြောမယ်အခုလက်ရှိမှာ Spurs အသင်းပြည်တွင်းလီကိုအားထည့်တော့ဘာဖြစ်လဲ Kulusevski လို့ကစားသမားမျိုးမနာတော့ဘူးလားကျွန်တော်ပြောတာအဲ့တော့ဒီညမှာကြားလေကြားလေနားခါတာဒီ narrative တစ်ခုပဲကြားဒီနှစ်သင်းလုံးကလက်ရှိမှာဘယ်ကိုမရောက်တင်ဘယ်ကိုမဖြစ်တင်ဘာကိုမဖြစ်တင် Shut the fuck up man ကျွန်တော်ပြောရသေးလား နှစ်သိန်းလုံးဘလို့ကြော်ဖြတ်လာတယ်ကိုအသိန်းကြောင့်ကိုအတီဆုံးဖြစ်နေမယ်ကျွန်တော်ပြောရ အခုလက်ရှိမှာဗျာလီဗာပူးကိုလက်ရှိမှာဒါကျွန်တော်ဒီနှစ်ပရီးမီးယားလိမှာ narrative လုပ်လို့ပဲအဲ့တော့လေးတလားကျွန်တော်လက်ရှိနောက်ပိုင်းခေတ်ဒီမှာလေး social media ပြည့်တဲ့ခေတ်ဒီမှာလေးဒါကျွန်တော်အရန်မုန်းလို့ဆိုရှေ့ပါဆိုဟိုလီလိုင်းဘူကအာကျဲတဲ့ကောင်ကြီးစောင်းရမ်းများလားလီလိုင်းဘူကဒါကျွန်တော်လီကြီးတဲ့ကောင်ကြီးစောင်းရမ်းများဟိုအသင်းကိုမထိုက်တော့အဲ့တော့သူတို့အသင်းကိုပြောရင်ကြိုက်လားဆိုရင်သူတို့အသင်းကိုပြောရင်လည်းမကြိုက်ပြန်ဘူးအဲ့လိုလူမျိုးတွေတဖြည်းဖြည်းနဲ့ပြားလာခဲ့အခုနောက်လက်ရှိမှာအခုလက်ရှိမှာကျွန်တော်လီဗာပူးနဲ့ပတ်သက်ပြီးကျွန်တော်ဒါကျွန်တော်ရဲ့ stop လီဗာပူးအသင်းဟာဒီနှစ်မှာလီဗာပူးကတားလွယ်တယ်အဲ့ဆိုမင်းဘာလို့မရောက်လဲ NG Post ကလူစကားကိုကျွန်တော်ပြောရမယ်လက်ရှိမှာဒါဟို အဲ့ဒီ post group ကတော့လက်ရှိမှာတောင်းတောင်းကာကွယ်မပေးဘူးဆိုတိပြီးသားဖြစ်နေမှာအဲ့တော့ post group ပြောစလို့ပဲကျွန်တော်ပြောရမယ်အဲ့လောက်ထိလွယ်နေဘာလို့လူတိုင်းမလုပ်နိုင်တာလဲ အဲ့မေကူမှာကျွန်တော်တို့မေးရမှာဗျာသိလားလက်ရှိမှာစပါတင်ကျွန်တော်တို့တင်းနေတယ်ကြိုးပြရမှာစပါတင်နေခုလက်ရှိဒါကျွန်တော်ပြည်တွင်းလီမှာစုပ်ပြတ်တက်ဆိုတော့လက်ခံတယ်ညံလဲညံတယ်လက်ခံတယ်ဒါပေမဲ့ပြည်ပါလီမှာစောက်ရမ်းကောင်းပါတယ်ဆိုရယ်လက်ရှိမှာဒါကျွန်တော်ယူရိုပါလီအိမ်ဝင်းပွဲစဉ်မှာလုံးဝရှုံးပွဲမရှိပါဘူးဆိုတော့2025မှာလာလက်ရှိမှာဘွန်ဒက်လီကာမှာလည်းအိမ်ဝင်းရှုံးပွဲမရှိပါဘူးဆိုတော့အသင်းကိုကျွန်တော်တို့ Frankfurt ကိုကျွန်တော်1-0ဆိုရယ်ရန်နိုင်ရခဲ့တယ်။အာစောက်ရမ်းခက်ခဲကြမ်းပတ်ပါတယ်မီဒီယာတွေရဲ့ narrative တကူရဟာဒီ Queen ကစောက်ရမ်းခက်ခဲတယ်ဒီ Queen ကစောက်ရမ်းကြီးမားတယ် ဲ့ဒီဆောင်ရအေးခဲတဲ့ကွင်းတွေမှာဘီကောင်းနေမလုံနိုင်ပါဘူးဆိုတော့ကွင်းမှာကျွန်တော်2-0နိုင်ခဲ့တယ်။ဟာအဲ့ဒီနိုင်ပွဲတွေလည်းဘာပြောလဲဆိုတော့စကန်ကောင်းနိုင်ခဲ့တယ်။အဲ့ပြောချင်တာဗျာတိလား။ဟို final ရောက်လာတဲ့တဲ့တဲ့ကိုကန်ကောင်းလို့ final ရောက်လာတယ်ဆိုတဲ့စကားအင်မတန်မှကြီးကျယ်စရာကောင်းတယ်မှာပါတယ်။ပြတော့ခုနက United ဘက်ကလည်းပြန်ကြည့်အောင် United ဘက်ကလက်ရှိမှာကျွန်တော်တို့ Europa League final ရောက်လာချိန်မှာဘာမှလွယ်ကူခဲ့တဲ့နေရာမှမရှိဘူး။ပြပါအောင်ဆိုလဲဟာ United ကကွာ Spain ကိုမှာကွာအချိန်နဲ့ပြပါအောင်ဂိုးပြက်ရှုံးမှာဂိုးပြက် United နိုင်တော့ဘာစကားကြီးထွက်လာပြောချင်တာဒါပဲအဲ့တော့ ဒီအခုလောပြာကြားနေရောက်တာခုနပေါ်တဲ့ဘက်အထူးသဖြင့်ပေါ့နော်အဆိုးဆုံးပေါ့နော်ဒါကျွန်တော်ဒါ local မှာတော့ဒီပြန်ရသိမှာပဲဒါအထူးသဖြင့်ပို့ဆိုးတာကဟာအဲ့မှာ narrative တွေဟာဘယ်အသင်းကအဲ့မှာဟာဒီကစား တီဗီပေါ်မှာဗျာပတ်စံရလို့စောက်ပိုးစကားတွေအရင်ပြောတဲ့ကောင်တဖြည်းဖြည်းနဲ့များလာတယ်ဗျာ no offense ဗျာဒီကကိုယ်လိုမျိုးဒါကျွန်တော်ဘာမှမတိတဲ့မတက်တဲ့ခြာတိတ်တွေတယောက်နေတော့ကြီးလိုက်ဥပမာလက်ရှိမှာခုဒါ PSG တို့ Inter Milan ဆိုဒါကျွန်တော်ခက်ခက်ခဲစော်လာတယ်ပြဿနာကဗျာဒီလားအဲ့တော့ဟာဒီကောင်ဒူတော်များအမြင်မှာကြည့်ဟာအဲ့တမ်း Champion League ကလွင်ဘယ်အောင်အဲ့တော့ဘာလို့စီစဉ်လဲ UEFA မင်းတို့မကျင်းတဲ့ UEFA ကိုသွားတိုင်ကွာကျွန်တော်ပြောတာသိလားဘာလို့အာချောင်းကြီးဟာအဲ့တမ်းဒီပွဲစီနေရာမရှိသင့်ဘူးဒီနှစ်သင်း ဒီစီမင်းစီကံရှိလာတာလွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်ကလေးကရှိလာတဲ့စီမင်းစီကံအခုမှထပြီးတော့ဒီတက်မှာ United နဲ့စပါးတာအင်္ဂလန်အသင်းတွေတွေ့လို့ final ရောက်လာဆိုတသေးမှမထွက်လာခဲ့ဘူးဗျာသိလားခမဟိုလူတယောက်ရဲ့ achievement ကို downplay လုပ်ရင်လေအင်မတန်မှဆက်စုပ်ရင်ရှာပွဲကောင်းတဲ့လူကအဲ့အဲ့ downplay လုပ်တဲ့လူဖြစ်သွားတာဒါအမှန်တရားပဲလီဗာပူးဒီနှစ်မှာဒါပရီးမီးယားရဟာလီဗာပူးတွေးတဲ့ကောင်တွေအရန်တွေတဲ့ကောင်တွေမဟုတ်လို့လီဗာပူးကဒီနှစ်မှာဒါကျွန်တော်ကျန်တဲ့ကောင်တွေအဲ့တော့မင်းတို့အသင်ဘာလို့ဖလားမရလဲဆိုတော့မျိုးကုန်မယ်သိလားကျွန်တော်ပြောတာ တော့ကိုရီသင်းလဲဆောင်ရမ်းကောင်းတယ်မဟုတ်ဒါပေမဲ့စပါအသင်းအနေနဲ့ကျွန်တော်လက်ရှိမှာချန်ပီယံလိဟိုယူရိုပါလိဖိုင်နယ်ဘလို့တက်လာကိုရီအသီးဆုံးတစ်ချိန်လုံးအနေခံရတယ်ကျွန်တော်ပြောဟာဘူရူနဲ့ဂလင်းဆိုလဲတာခုနကပြောရှိသမျှပျော်ပရိသတ်တော့ခုနကမြန်မာမှာစပါဘူးမသိကြူးစားသိမပြောကြဟာဘူရူရဲ့ဂလင်းကတို့ရဲ့အင်္ဂုံကဘလို့တိတ်တာလာစီယိုဘလို့တိတ်တာဒီနေ့မှလုံးဝရှုံးပွဲမရှိဘူးတို့ကတူးစီးဆိုတာအေးစေးပဲဟာဘာဖြစ်တယ်ညာဖြစ်တယ်ပြီးလဲမကိုရဲနံဟာဘူရူကတို့မြင်မှုပြတာအညာဆုံးအသိသိဖြစ်သွားတယ် Frankfurt လည်းအတိုင်းမှာဟာ Spar think of Frankfurt ကို blue night မှာလေဒီကောင်နေအင်ကွင်းမှာဝန်ဝန်သေးကြဒီကောင်နေသူများ Frankfurt အင်ကွင်းရောရှုံးမှာခမဘီလည်းပြောကျွန်တော်1-0အာအာဆူလန်ကီရဲ့ penalty ကြောင့်မို့နိုင်သွားတာခမအိုးတခါကျရင် narrative တွေကလေကြာလေကြာလေလေကျွန်တော်လေးသာဟို အဲ့ကြောင့်ကျွန်တော် Twitter မှာဒီတင်းနောက်ကလွင်ကျွန်တော်တုံးလုံးအဲ့ဟိုမိန်းစာမျက်နှာကျွန်တော်ပြောတော့တဖြည်းတဖြည်းကျင်းကျင်း narrative တွေတအားများလာတယ် United ကလည်းဒီအမှ narrative နဲ့စော်ကြတာပဲဟာ United ကဘာဖြစ်တယ်ဒီမှာဒီနေ့မှာ Armoring ကဒီနေ့မှာဘာဖြစ်တယ်ဒါတန်ကောင်းမှုရောက်လာအဲပိုဆက်ကလူးစကားကိုကျွန်ခေါင်းထဲမှာခဏခဏပြန်ကြလာအဲ့လိုလွင်နေမင်းတို့ဘာလို့မလုပ်တော့ဘူးသိလားအဲ့လိုလွင်ဒီအသင်းတခြားအသင်းတွေဘာလို့မရောက်လဲအခုလက်ရှိမှာဗျာကျွန်တော်တို့ဒါ Europa League မှာအသက်ဗတ်ဆယ်ရှိတယ် ဟုတ်လားကျွန်တော်ပြောတာအခုလက်ရှိမှာစပါကောဒါကျွန်တော် United ကောဒါကျွန်တော်လက်ရှိရူရိုပါလိရဲ့လက်ရှိ standing မှာအမအစ်တစ်နှစ်အသင်းနေမဟုတ်ဘူးကျွန်တော်ပြောတာသိလားလွယ်တယ်ဆိုရင်မင်းလုပ်ကြည့်လေဆိုတဲ့ပုံစံမျိုးပဲကျွန်တော်ဒီမှာပြောအောင်အဲ့တော့အဲ့ narrative တွေအခုလက်ရှိမှာကျွန်တော်နာချာချာချာလေးနာချာလာတာတကယ်နာနာခါခါလာသိလားခင်ဗျာစုတကယ်ခါလာအဲ့ narrative ကြီးကိုလေတကယ်ရနာခါလာတဲ့အကြလေးကြလေးပဲဘာမှမသိတဲ့ narrative တစ်ခုပဲ ဟိုတော်တော်လေးကိုပြသတယ်မဟုတ်ဘူးသူများရဲ့အောင်မြင်မှုတစ်ခုကိုအခုလည်းအောင်မြင်နေတယ်လို့မဆိုဒါပေမဲ့သူများအဆင်ပြေနေဟာတကောင်လေးအဆင်ပြေတာတဲ့ကောင်းပါလေပဲအခုကောင်းတာတော့မြန်မာပြည်ကပြည်သက်တွေအဲ့လောက်တိအခြေအနေမဆိုတော့ကျွန်တော်တို့ဒါအခြေအနေမဆိုဒါပေမဲ့ဟိုနိုင်ငံခြားပြည်သက်တွေတအားအားကြီး down လေးလုံးသွားကြဟာအဲ့မှာဒီကောင်နှစ်ကောင်တွေ့တာဟာဒီကောင်နှစ်ကောင်နိုင်ရတော့ကတော့ကွာကတော့ကတော့ပင်ခံလိုက်ကျွန်တော်ပြောသေးလားကြပါတကယ်တကယ်ကျွန်တော်တကယ်ဖျားဆူပြောတာလေးလားအဲ့တော့ဟိုလူတယောက်ဆောင်းရဲတော့ကိုရီဆူဗျာအဲ့ဒါမှာ friend friend နဲ့ပေါ်ဆောင်အဲ့ဒါမှာဟို နိုင်မမလားဆိုတဲ့ dream နဲ့သူဘူတူရဲ့ဂလင်းလိုအသိပြောတော့ကျွန်တော်နိုင်မမလားဆိုတဲ့ dream နဲ့သူကျွန်တော်ကြည့်ခဲ့ရတာဗျာတလားလောက်ပါပဲပလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0တို့နဲ့ TV4 တို့မှာကျင်းလို့စံပေါအကူညီရပါတယ်မြန်မာလက်ကလပ်ဖို့မမေ့ကြပါနဲ့ဗျာအောက်က comment တွေမှာလည်း youth sport media 3.0တို့နဲ့ TV4 တွေလင်းလေးတွေကိုထည့်ပေးထားခြင်းကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားတွေးလို့ရပါဗျာမြန်မာလက်ကလပ်ဖို့မမေ့ကြပါနဲ့ဟုတ် မြန်မြန်ကလစ်မှာမြန်မြန်နေဖြစ်ပါတယ်အားလုံးမကြည့်ဒီမှာပြကောင်းမွန်တော့နေလေးနေဖြစ်ပါဆိုစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ဒီနောက်မှပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြည့်ဒီမှာမြန်မြန်တဲ့ကလစ်ပြီးကြအောင်ဗျမြန်မြန်ကလစ်မှာမြန်မြန်နေမှာဖြစ်ပါတယ်အားလုံးမကြည့်ဒီမှာကျွန်တော်တို့နောက်မှအေးစစ်တွေ့ကြတာပေါ့တတိပါဗျ